တခြားပြင်ဆင်ပြီးပြီတကယ်လို့ကြိုက်တဲ့ဇက်ကလေးတွေလည်းရှိလာမယ်ခင်းနဲ့လည်းကြိုက်တယ်အာပြီးတော့အရန်ရက်တွေပိုင်းလည်းညှိလို့ရမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးဆိုရင်တော့ရိုက်ဖြစ်မှာပါရှင်တိုင်းရေအော်အမလေးအမလေးကြောက်လိုက်တော့အမလေးကြောက်လိုက်တော့အမလေးအမလေးကြောက်ပါလေကြောက်ပါလေတော်လို့လဲလာကြတယ်ဟုတ်ပါဘူးကျူစားပါတော့ဒါပေမဲ့ဟိုကျောင်းသူပေါက်စားတော့ပါရတော့ရှင်နေနေတော့နေ blog နေမှာဖြစ်ပါတယ်။သူကအရင်ပြုံးကြီးရယ်ခင်းလဲလို့ပဲအရင်ရှိရယ်လေ။သူက social ကောင်းတယ်။တသက် social ကောင်းတယ်။တွေ့ရအပြင်မှာဆိုရင်အာနှုတ်ဆက်တယ်။တိတ်မကြောက်ဘူးပေါ့နော်လူတွေ။ဟုတ်ပါဘူး။ငုံလိုက်ပါဦး။ငုံလိုက်ချင်တယ်။ဒီကူလေးအပြင်မှာလေလို့ဒီကူလေးအပြင်မှာလေ။အော်ဒီမှာအော်ဒီမှာ။ကင်မရာမရှမ်းအရင်နဲ့မရှိဘူးတခါလေးဆိုင်ညင်တို့ဆိုင်ဝါမဆိုင်ညင်လည်းလို့တားရတဲ့ပုံရိုက်မှဆိုကြည့်ပြ ်ပါတာပေါ့နော်တသားကဟိုအိမ်မှာထိမ့်မဲ့လူတွေရှိတယ်သူ့ဘွားရှိတယ်ဆိုပေမဲ့အဲခေရကလည်းလည်းတစ်ခုချင်းစီတော့လိုက်ကြည့်နေပေါ့နော်သူတို့ကဟိုတံမိုးရှိတဲ့ရက်တစ်ထောင်လာပြီအဲ့ဟောင်းပြီးတော့ဒီချာလေးသူ့နာမှာဟိုစားရတောက်တာအစားပေါ့နော်နေရထိုင်တာလေးရစားဝတ်စားပါညာ ုံနာမယ်ပညာဆာခေကအမိကအခုကြည်နေရတာဆိုတဲ့အခါကျတော့တစ်ဖက်ကိုဟိုအရန်ကြီးလက်ဟာသွားတာမျိုးလည်းမဖြစ်အောင်တော့စောင့်နေတာပေါ့။နောက်ဘော်ဒီအချောင်းတော့နည်းနည်းတော့ပြန်ပိန်လာပြီဆိုပေမဲ့အရင်လိုအရန်မိုက်နေတာမျိုးတော့မဟုတ်သေးဘူးပေါ့နော်။အားလေးနည်းနည်းပေါ့ပါပြန်ဆော့နေ။နောက်ပြီးတော့ဟိုမရိုက်တာလည်းကြာပြီဆိုတော့ active mind မှာလည်းနည်းနည်းလေးရေးသွေးလိုမှဆိုလို့စကားလေးပြန်ကြည့်ရမျိုးလေးစပြန်ဖတ်တာမျိုးလေးလုပ်နေတာ။ အဲရှိရအဟိုနှလုံးကတော့ဇက်ကားလေးတစ်ခုကမ်းလမ်းလဲပေါ့ငါလာဘက်မှာရိုက်မယ်ဆိုတော့အဲပြတ်သွားတယ်ပေါ့နော်ဒီဟိုဟိုညီရတာအဆင်မပြေတော့အဲ့လိုလေးတော့ရှိပါတယ်လာကမ်းလမ်းလာလေးတော့ရှိပါဟုတ်အဲအဲ့လိုတော့မရှိသေးဘူးခေးလဲသေးချာအဲပေါ့နော်သေချာပြင်ဆင်ပြီးပြီတကယ်လို့ကြိုက်တဲ့ဇက်ကလေးတွေလည်းရှိလာမယ်ခင်းနဲ့လည်းကြိုက်တယ်အာပြီးတော့အရန်ရက်တွေပိုင်းလည်းညှိလို့ရမယ်ပေါ့နော်အဲအဲ့အမျိုးလေးဆိုရင်တော့ရိုက်ဖြစ်မှာပါရှင်ကောင်းလဲလာကြမ်းလဲပေါ့ပေါ့ ကြိုးစားမှာဒါပေမဲ့ဟိုကျောင်းသူပေါ့စားတော့မရတော့ဘူးရှင်လည်းတော့နေကျောင်းသူမျိုးတော့မရတော့ဘူးအမ်အရင်ပြောလို့ရရမှာပေါ့ထိုးပြီးတော့ဆေးရွာထိုးပြီးတော့ဆွဲပြီးတော့ရရမှာပေါ့မျိုးသားတော့ပေါ့နော်တကယ်ရိုက်ချင်စိတ်ဖြစ်မှရိုက်ပေါ့အရင်လည်းဟိုရိုက်ချင်မယ်နဲ့ဆိုရိုက်တာမျိုးမလုံးနဲ့ဆိုတော့လေဟိုတေချာလေးတော့စီစစ်ပြီးတော့ကြည့်ပြီးတော့လက်ခံပြတာတယ် လာကန်လန်းတဲ့ပုံမှာတော့မူတည်ရပါတော့သူတို့ကကိုရိုက်ချင်တာတော့ရိုက်လို့ရပါတော့သူတို့လာကန်လန်းတော့မှာโอเคအဆင်ပြေလားမပြေဘူးလားအဲ့ဒါမျိုးလေးပေါ့ series ကရုပ်ရှင်ရောဒီကတော့ series ကဟိုပို့ပြီးတော့ခေတ်အတွက်အဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ မူကအကြိုက်ထဲရတော့နည်းနည်းကြာမှဝင်သွားတယ်ကိုအဆင်ပြေသွားမှာပေါ့နော်ခေတော့စစချင်းဆိုမူကပထမတရက်မှာမဝင်ဘူးဒါပေမဲ့ဟို pre production တွေပါလောက်ထားတော့အဆင်ပြေရပါတော့ script reading တော့ပါတော့အဲ့အမျိုးလေးဂျူလောက်ထားဆိုတော့ခေကလက်ရိုက်ချင်းတွေမှာမဝင်နဲ့အဲဒါမှမဟုတ်ဘူးဆိုတော့နည်းနည်းလေးနှစ်ရက်သုံးရက်လောက်မှအဲ့ဒီဇက်ကောင်လေးကိုဝင်သွားတာမျိုးလေးရှိရပါတော့ series ကတော့ကိုကဒီအချင်းကလေးကရိုက်လာရှိတဲ့အတွက်ကြောင့်မလို့ series ကတော့ပုံတော့မကတ်ဘူးအာရုပ်ရှင်ကြတော့ခေက အဖမ်းမှအိမ်မှပြန်လေ့ကျင့်ရတယ်အဲကလေးလေးနဲ့လေ့ကျင့်လေ့ကျင့်တယ်ကလေးလေးကိုတောင်းခေါ်ပြီးတော့လေ့ကျင့်တာမျိုးမျိုးရှိတယ် dialogue တွေကိုအလွတ်ချက်ပြီးတော့ကိုယ်စကားအတိုင်းဖြစ်အောင်ပြန်ပြောကြည့်တာမျိုးလေးတွေအဲလိုမျိုးလေးတော့ရှိရပါတော့ရုပ်ရှင်ရော series ဆိုတာအဲနှစ်ခုလုံးကိုတော့ဒီသဘောကျပါတယ်ပင်မန်းလားဆိုတော့လူကတော့ရရင်တော့မပင်မန်းပါဘူး စိတ်ကလေးပဲတခါလေးလွမ်းနာလေးပေါ့နော်အော်ဒီချိန်ဆုံးကတခါလေးဟို Facebook မှာကိုကရေးထားတဲ့ဟာ memory လေးတွေပြန်တက်လာပြီးတော့အော်အဲ့တော့ပိတ်ပိတ်လေးပဲအော်အဲ့တော့ငါအလုံးလုံးနေရတယ်โอ้ไอ้หัวเจ๊ะประสันเลยบลูชานี่อะอ๋อไอ้หัวงาออมเงินแค่อ่ะเว้ยไอ้หลุนี้ก็เปลี่ยนตะบี้อ่ะป่ะเนาะแลชี่ตีไล่တော့โอเอเอโอเลยမျိုးသားတော့ไอ้หลุตုံးป่ะเนาะอเมนเนาะไอ้หลุนี้แท้ไปอ่ะ အဲဒါမဲ့ဟိုရှားတာလေးရလာရင်ပြောတာဒါမဲ့ခင်ရဒီကြားထဲမှာဝင်ငွေအရင်ဟိုဖြစ်သွားတာတော့မရှိဘူးကြော်ညာလေးတွေလည်းသူ့အနေသူဆိုတော့ဟိုကလေးလုံးမုံမိုးလေးပဲပြန်ရတာရှိရအာတော်တော်များများတော့အရင်ပြုံးကြီးရခင်းလဲလို့ပဲအရင်ရှိရလေသူက social ကောင်းတယ်တသား social ကောင်းတယ်တွေ့ရအပြင်မှာဆိုရင်အာနှုတ်ဆက်တယ်တိတ်မကြောက်ဘူးပေါ့နော်လူတွေပဲအဲ့အမျိုးတွေပဲရှိတယ်ကင်မရာရှိုင်းတော့ဖြစ်မှာမသိဘူးပုံမှန်ကင်မရာမရှိုင်း အရင်နဲ့မရှိဘူးတခါလေဆိုင်ညင်သူ့ကိုဆိုင်ဝါမဆိုင်ညင်လဲလို့တားရင်ဓာတ်ပုံရိုက်မယ်ဆိုကြည့်ပြအဲင်းကြရင်လို့အလိုမျိုးအော်အဲ့ဒါတော့ကားရကားရကားသူကသူလည်းတခြင်းဖွင့်ပြီးကားအော်အာဘွားပေးတာမိုးလင်းလိုးလာရင်အတူတူအဲ့ထလာရင်အာဘွားပေးအနိုးရပေါ့နော်မမဆိုလို့ပြီးတော့အာဘွားပေးတာလေးရှိရဲနောက်ပြီးတော့သူကအခုတော့ သူ့ the whole brain ပေါ့နော်ဒီကြောင်းလေးထားထားပြီးတော့အုံနောက်မှတ်ဉဏ်လေးကတော့တော်တော်ကောင်းတယ်လို့ပြောရမှာပေါ့နော်သူဖတ်နေကြစာအုပ်ကလေးသွားယူခိုင်းရင်အရာမှန်အောင်ယူလာနိုင်တာအဲလက်ကပဲခြေောက်ကပဲခေါင်းကပဲပြတတ်တယ်တအိမ်လုံးကရှိတဲ့လူတွေကလက်ညှိုးထိုးပြီးတော့ဒါပပမမအဲအဲ့လိုတိအကုန်လုံးခွဲတတ်တယ်ပေါ့နော်သူအဲ့လိုဖနက်သွားယူဆိုရင်ယူတတ်တယ်သူဖနက်ကိုသူတိရပေါ့လမ်းလျှောက်ဖို့တော့ဖနက်ကမ်းပြီးတော့လမ်းလျှောက်ခိုင်းတာပေါ့အဲ့အဲ့လိုလေးလုပ်တယ် ရိုးထောင်ဝင်ပုံစံကတော့လေခေရတော့ဟိုသူသူကြီးလာတော့မှာပေါ့နော်သူ့ကိုလမ်းကြောင်းနေအများကြီးခြားပြကြမယ်အဲ့ဒီလမ်းကြောင်းနေမှာမှာသူကြိုက်တဲ့လမ်းကြောင်းကို twice လောက်သွားပြီဆိုရင်သူနဲ့အတင်တော်တယ်မတင်တော်တယ်အဲဆုံးဖြတ်ပေးပြီးတော့ ရသမျှတော့ support လုပ်သွားမှာပေါ့နော်အဲ့လိုပဲစဉ်းစားထားပါတော့ခင်းကိုအခုချိန်ကြီးအာမမေ့သေးပဲနဲ့အပြင်မှာပဲတွေ့တွေ့ Facebook ထဲမှာပဲဖြစ်ဖြစ်ပြင်မှာပဲတွေ့တွေ့အဲချစ်ပေးကြတယ်အများနဲ့လည်းမေတ္တာနဲ့ကြိုဆိုပေးကြတယ်ပရိသတ်တွေရောအခုလို interview လေးပေးကြတယ်အဲ media တွေရောကျေးဇူးများတင်ပါတယ်